ကွေးတိုင်းငဖဲမြို့နယ်ရှိနေရီကန်လေးချောင်းရံကာကွယ်ရေးတပ်စခန်းဘျူဟာကုန်းရဲ့စစ်ကောင်စီကာကင်စခန်းတစ်ခုကို မနေ့ကအရှိုချင်းကာကွယ်ရေးတပ် ACDF ချင်းကောင်ကွယ်ရေးတပ်အရှို CDF အရှို ਨੇ လူပောင်တင်တက်မတော် NSA တို့ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ငဖဲမြို့နယ်ခွန်စုရွာလမ်းခွဲမှာတက်ဆွဲထားတဲ့စစ်ကောင်စီကကင်းစကန်ကိုမနေ့ကဇွန်လ20ရက်မနက်9:25မိနစ်မှာအရှိုချင်းကောက်ွယ်ရေးတပ် ACDF ချင်းကောက်ွယ်ရေးတပ်အရှို CDF အရှို ਨੇ လူပောင်တစ်တက်မတော် NSA ပူပေါင်းတပ်ဖွဲ့တွေကဝင်းရောင်စီးနှင်းတိုက်ခိုက်ခဲ့တယ်လို့ ACDF ကဒီနေ့ဇွန်လ21ရက်မှာထုတ်ပြန်ပါတယ် ပူပေါင်းတပ်ဖွဲ့တွေဟာခွန်စုရလန်ကွဲကစစ်ကောင်စီရဲ့ကကင်းစခန်းကိုဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲကြာချိန်15မိနစ်ခန့်ကြာမှာစစ်ကောင်စီရဲ့ကကင်းစခန်းကိုအပိသက်စီးနှင်နိုင်ခဲ့တယ်လို့သိရပါဗျာ။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတအူးသေဆုံးပြီးတအူးကို အရှင်ဖမ်းဆီးရမိခဲ့တဲ့အပြင် MA အမျိုးအစားလက်နက်ငယ်၅လက် BA 100စိန်မြောင်းတစ်လက်နဲ့ခရဲအများပြားတို့ကိုတင်ဆီးရမိခဲ့တယ်လို့ ACDF ရဲ့ပြန်ကြားရေးတာဝန်ခံစလိုင်းခဏီလေးပွေကထုတ်ပြန်ထားပါတယ်